အားလုံးပဲကျန်းမာရွှင်လန်းကြပါစေရှင်။ကိုလင်းအော်တိုမိုဘိုင်းဆေးစင်တာ page ကနေပြီးတော့ new trace ဆောင်နဲ့ပြန်လည်ကြိုဆိုပြသည်ရှင်။ဒီတစ်ပတ်ဗီဒီယိုမှာတော့ model မြင့် luxury SUV ဖြစ်တဲ့ Mercedes Benz GLB 200မျိုးစားကားလေးကိုမိတ်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီကားရဲ့ model ကတော့2021ဖြစ်တဲ့အခါကျတော့သူ့မှာ ambient light တွေလည်းပါတယ်၊ voice command လည်းပါတယ်၊ HUD display လည်းပါဝင်ပါတယ်ရှင်။ဒါအပြင်7 seater ကားဖြစ်တဲ့အခါကျတော့မိသားစုတွေအတွက်လည်းအဆင်ပြေစေပါတယ်။ SUV ကားဖြစ်တဲ့ခါကျတော့မျိုးရင်းပဲမောင်းမလား highway ပဲသုံးမလားအဆင်ပြေစေတဲ့ကားတစ်စီးဖြစ်ပါတယ်ရှင်။ engine power ကတော့ 1.3cc နဲ့လာတဲ့အခါကျတော့အစွဲယုံလဲကောင်းပြီးတော့စီစားလဲတက်တာတဲ့ကားတစ်စီးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်내တူကားလေးကိုဆက်ပြီးတော့ light ပြေးပါဦးရှင်။ ပြင်ပိုင်းဒီဇိုင်းအောင်ဆိုရင် lesery လဲဆန်နဲ့အထာလဲကျတဲ့အပြင်ကြီးလိုက်တာနဲ့ကားကောင်းကားသန့်တစည်းရဲ့အတွင်ပြင်ကိုအပြည့်အဝဖော်ဆောင်နေတာပဲဖြစ်ပါတယ်ရှင်။ ရှေ့ရှဲဒီဇိုင်းရာဆိုရင်2020 model လိုမျိုး nickel အတုံးလေးသုံးပေးထားတယ်အလေမှာဆိုရင်လည်း share အတန်းလိုက်ပါတယ် mass series လို့ကိုအကြီးကြီးကိုထပ်ထည့်ပေးထားတဲ့အခါကျတော့လည်းအထာကျတဲ့ဒီဇိုင်းသွင်ပြင်နေထားနဲ့မြင်တွေ့ရပါတယ်မီးခွက်ဒီဇိုင်းမှာဆိုရင် dynamic led headlamp နဲ့ daytime running light ကိုတွဲဆက်ပေးထားတဲ့အခါကျတော့ဆွဲဆောင်မှုရှိတဲ့ကားတစ်စီးရဲ့သွင်ပြင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဘေးဘက်မှာဆိုရင်90 inches အလွိုင်းဝေးသုံးပေးထားတာကိုမြင်တွေ့ရတယ်။ ground clearance က10 inches မြင့်တဲ့အခါကျတော့ဘလူလန်းမျိုးဆိုကောင်းမွန်စွာနဲ့တော်ဖြတ်မောင်းနေနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဘေးဘက်ရဲ့အချိုးကွေးတွေကလည်းအရှိတ်ဘက်လိုမျိုးပဲကားကိုအထာကျကျနဲ့ဆက်ဆောင်မှုရှိစေတဲ့အသွင်ပြင်လေးနဲ့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ နောက်ဖက်မီးခွက်ဒီဇိုင်းအောင်ဆိုရင်2020 model နဲ့အနည်းငယ်ပြောင်းလဲနေတာကိုမြင်တွေ့ရတယ်။ LED ထေးလိုက်မီးတွေအားဆိုရင်၄တောင်ပုံစံလေးသုံးပေးထားပြီးတော့အပေါ်ဘက်မှာဆိုရင် GLV 200နဲ့ Mercedes logo ကိုလည်းပြန်ပြီးသုံးပေးထားတယ်။အောက်ဘက်မှာဆိုရင် JST exhaust လည်းပါဝင်ပါတယ်။ကားရဲ့နောက်ဘက်ဟာဆိုရင်ရိုးရိုးရှင်းရှင်းနဲ့ဆွဲဆောင်မှုရှိတဲ့ကားတစ်စီးပဲဖြစ်ပါတယ်ရှင်။ မာစီရီစီရဲ့ထုံးစံအတိုင်းဝဲခန့်လိုက်လဲပါဝင်တယ်အတွင်းမှာဆိုရင်2021 model ဖြစ်တဲ့ခါကျတော့ ambient light လည်းပါဝင်ပါတယ်။ ambient light ဟာဆိုရင်ကိုယ်စိတ်တိုက်ကာလ64အောင်ထိပြောင်းလဲလို့ရတယ်။ ုင်းကုန်းတွေကဆိုရင် premium leather ကိုတုံးပေးထားတယ် all black color ဖြစ်တယ် dashboard မှာဆိုရင်တော့ wooden နဲ့ nickel ကို တွဲဆက်ပြီးတုံးပေးထားတဲ့ခါကျတော့အမြင်မှာလဲစမ်းနေရပါတော့ dual aircon ဖြစ်တဲ့အလဲမှာ aircon ၃ပေါက်နဲ့ဘေးဘက်မှာဆိုရင် aircon ၂ပေါက်ထပ်ပြီးတော့ပါတယ် seat motor တွေ seat memory လည်းပါဝင်ပါတယ် seat motor adjustment နေရာဆိုရင် ma series ရဲ့ထုံးစံအတိုင်းတကားပေါင်မှာပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင် တရိုင်းကလေတာကျိုးချုပ်သုံးပေးထားပြီးတော့ cruise control, voice command နဲ့ volume control တွေလည်းပါဝင်တယ်။ Apple CarPlay နဲ့ Android Auto လည်းအသုံးပြုလို့ရပါတယ်။ Seat comfort function ပါဝင်တဲ့အတွက်ကြောင့်ကားကိုယ့်ရဲ့ chain steering ကိုယ့်ရဲ့အချိန်မှာ driver seat နဲ့ passenger seat ဘက်ကခုံတွေကလည်းလိုက်ပြီးတော့ကိုယ်ပေးတယ်။ pedal shifter ပါတယ်။ dynamic slat လည်းပါဝင်ပါတယ်။ driving mode အနေနဲ့ individual sport comfort eco ဆိုပြီးတော့၄မျိုးလဲပြောင်းလဲမောင်းနိုင်လို့ရပါတယ် wireless charger ပါတယ်ခပ်ဖို့တော့နှစ်ခုလဲပါဝင်တယ်အလယ်ဘက်မှာဆိုရင်ကိုကြိုက်တဲ့ပစ္စည်းတွေထည့်ဖို့အတွက် cargo space တိတ်တိတ်လေးလဲပါတယ်အပေါ်ဘက်မှာဆိုရင် sunroof လဲပါတာကိုမြင်တွေ့ရပါတယ်ရှင်ကဲအရှိကရဲ့ function တွေတော်တော်လေးစုံနေပြီဆိုတော့အလေကန်လေးကိုလိုက်ကြည့်ပေးပါဦးနော် လေကန်းက7 seater ကားဖြစ်တဲ့ခါကျတော့ဖြူစိတ်တဲ့မှာပထမထင်တာတော့ကျင်းမယ်ထင်တာပေါ့နော်တကယ်တမ်းထိုင်ကြည့်တဲ့အချိန်မှာလက်ရုံးရောခက်ရုံးရောတော်တော်လေးကျယ်ဝန်းတဲ့အနေအထားရှိအောင်မြင်တွေ့ရပါတယ်အလေဘက်မှာဆိုရင် aircon ပေါက်နှစ်ခုနဲ့အောက်ဘက်မှာဆိုရင် USB port တစ်ခုပါဝင်တာကိုလည်းမြင်တွေ့ရပါတယ် Amrest လည်းပါဝင်တယ်ခက်ဘော်ဒါနှစ်ခုလည်းပါဝင်ပါတယ်ရှင်ကဲဒါဆိုရင်တော့နောက်ခက်ကာကိုဆွေးလိုက်ရအောင်ဘယ်လိုရှိမလဲအတူလိုက်ကြည့်ပေးပါအောင်နော် မော်တာနဲ့လာတာကိုမြင်တွေ့ရပါတယ်။နောက်ခန်းကာဂိုစပေးက7 seater ကားဖြစ်တဲ့ခါကျတော့အရင်ရောမကျဲဘူး။ခုံတွေကိုဟိုဘက်ကောဒီဘက်ကောခောက်ချလိုက်မယ်ဆိုရင်တော့ကျဲဝင်းတဲ့အနေအထားမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ဘေးဘက်တစ်ဖက်တစ်ချက်စီမှာဆိုရင်လည်းနောက်ခန်းကသူတွေအဆင်ပြေစေဖို့အတွက် USB ပေါ့တွေပါဝင်တာကိုလည်းမြင်တွေ့ရပါတယ်ရှင်။ SUV ကားတစ်စီးကိုလည်းစိုက်နှစ်သက်တယ်။ Luxury လေးဆန်ရမယ်ဆိုရင်တော့ Mercedes-Benz GLB 200 2021 model ကားလေးကိုဖြူက recommend ပေးပြရစီရှင်။ဒီကားလေးကိုစိုက်နှစ်သက်လို့ဝယ်ယူနေဆိုရင်တော့လက်ငင်းလေးဝယ်ယူလို့ရတယ်လို့အရေးကြအနေနဲ့လည်းဝယ်လို့ရပါတယ်ရှင်။အရေးကြအနေနဲ့30% down payment ကနေစပြီးတော့တစ်နှစ်ကနေ9နှစ်ထိလည်းဝယ်လို့ရပါတယ်ရှင်။အမြင်လာရောက်ရှိရှိတင်သူ customer များအနေနဲ့ဒီလမ်း တဲ့ဟိုတယ်လေးမှာ showroom number 1တောင်ကလာရနာလမ်းမပေါ်မလိခအိမ်ရာရှိမှာဆိုရင်တော့ showroom number 2အမှတ်924ဦးဝိဇာရလမ်းနဲ့ဓမ္မစရီလမ်းတောက် SPC Tower ရဲ့အနောက်ဘက်မှာဆိုရင်တော့ showroom number 3ဆိုပြီးဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်လူကြီးမင်းတို့နှီးစက်ရာ showroom မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးဖို့အတွက်လည်းဖိတ်ခေါ်ပါရစေရှင်။ဒီဗီဒီယိုလေးကိုကြိုက်နဲ့တက်မယ်ဆိုရင် like and share လေးနဲ့လည်းဝင်ရပေးကြပါအောင်နော်။ အပတ်စဉ်စနေညနေ6:00နာရီတိုင်းကား review video လေးတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်အားပေးကြည့်ရှုဖို့လည်းလုံးဝမမေ့ပါနဲ့နော်။ကဲနှုတ်ဆက်မဲ့ချိန်ကိုရောက်လာခဲ့ပြီနော်။နောက်ထပ်နောက်ထပ်ကားသစ်တွေနဲ့နောက် season တွေမှာ tune in တူပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye ။